ီတစ်ခါမှာတော့ရှေ့အပ်ပြီးတော့ပိုင်းချောင်းမှာပြောပြထားတဲ့စတုဒ္ဒပရပိုက်ဟာအပြည့်စုံခဲ့ဘူးသူ့ကိုဖတ်နိုင်ဖို့တင်ញိုင်းနေမှာအကောင့်တစ်ခုရှိတယ်အဲ့ဒီအကောင့်ဟာအင်မတန်ထူးဆန်းတယ်တချို့ချိန်ဒီမှာဆိုရင်အဲ့ဒီအကောင့်တွေကအလောင်းကြီးကပြောင်းနေတတ်တယ်တဲ့သူ့ပါရစာကြီးကမယုံလို့တူးကြည့်လိုက်တာအထဲမှာဘာမှရှိမနေဘူးငကူခဲကပဲအဲ့ဒီအလောင်းကြီးကမရှိခဲ့တာလားဒါမှမဟုတ်တင်ရရပဲရောက်သွားတာလား ဒါပေမဲ့အချင်းချင်းကြရင်တော့အဲ့ဒီရောင်ကြီးကပြန်ရောက်လာတတ်တယ်လို့တချို့ကပြောကြတယ်။အဲ့ဒီအခေါင်းကြီးရဲ့အတွင်းပိုင်းမှာစတုရဘရဘရဲ့လိုအပ်နေတဲ့အကြောင်းအရာတွေပါတယ်။အဲ့ဒီအကြောင်းအရာတွေကရောဘာတွေဖြစ်မလဲအဲ့ဒီအလောင်းကြီးကရောတကယ်ပြန်ရောက်လာမှာလားဆိုတာအခုပြီးတော့အပိုင်းခွန်မှာပြောပြပြီးတော့မှဖြစ်ပါတယ်ကဲဘာတွေဆက်ဖြစ်မလဲဆိုတာတွေးကြည့်ရအောင် ျက်စိရှိတွင်မြင်တွေ့နေရသောအခောင်းကြီးကိုကြည့်ကာနောင်ချို့မှာတုံလုံးချင်းကြီးစွာဖြစ်မိလေသည်မတရီစရာကောင်းလိုက်တာဟာနှုတ်ကဖွင့်၍ညဉ့်ညူမီတော့ကျူးစာမီကပြုံးသည်ဒီလိုပဲပေါ့ဟဲနင်လည်းခံစားမနေစမ်းပါနဲ့ကိုလှုပ်ရှားရှိရာမြင်မြင်လို့ရအောင်ကျူးစာမီကိုစိတ်ပြက်လက်ပြက်ဟန်ဖြင့်ကြည့်လိုက်မိသည်နင်ဒီလိုယူထနေရတယ်ဘယ်တော့ပြီးမှလဲကျူးစာမီရဲ့မြင်မို့လို့သာပဲစကားကိုတပိုင်းစစချင်းရက်တန်ထားလိုက်လေသည်ကျူးစာမီကသူ့နဲ့ပခုံးချင်းခပ်ပပတိုက်လိုက်ရဲ့ ေအေးပါငါစေယူပေါ်သူမြကိုနင်ကငါမို့လို့လိုက်ကူပေးနေမှငါနားလဲပါတယ်ဒါကြောင့်ငါချစ်ဆုံးငယ်ချင်းကြီးကိုငါကတိတ်ချစ်နေရတာပေါ့ငယ်ချင်းနဲ့လားကွယ်ဘာပဲဖြစ်ဖြစ်ငါကနင့်ကိုမြင်လို့ဖို့လူပြေလာခဲ့ရတဲ့ကောင်ပဲလို့မှတ်လိုက်ပါကဲခုဖာလောက်ကြမှာလေဒီခေါင်းကြီးကို ဖွင့်ကြမှာလားအေးလေဟောဒီပြပထဲမှာလူနေတဲ့စာကြောင်းတွေကို အခောင်းရဲ့လည်းမြင်ချက်မှာရေးသားမယ်လို့ပြောတာပဲပူပူကြီးကလည်းပေါပေါရှာရှာကွာဒီခောင်းထဲမှာစာရီလာရေးရတယ်လို့သူရေးတာမဟုတ်ဘူးဟဲ့ဒါဆိုဘသူရေးတာတော့ငါကဘယ်တိမှလဲကဲပါဖွင့်ပါစာဖွင့်စမ်းပါ ်ရှင်းရှင်းစွာအကောင်းဖုံးကိုတွန်းဖွင့်သည်အထဲမှာဘာမှရှိမနေဘူးဟုဤသားလျက်ကတုံ့လုံချင်နေမိသည်အကောင်းဖုံးသွားသောအခါမြင်လိုက်ရသောမြင်ကွင်းကြောင့်အံအောထူးဆန်းကအနှဲငယ်လန့်သွားရလျော်သည်ပြည့်စိတ်တွေအုံနေတာပါလားပြည့်စိတ်တွေကအတော့ဘုံများပါသည်သို့တော်ရိုးရိုးပုံနေပုံမျိုးမဟုတ်လူတယောက်လဲလောင်းနေသလိုကောက်ကြောင်အတိုင်းပပက်လေအုံနေကြခြင်းဖြစ်သည်မမြင်ရသောတစုံတကျခံနေလို့သာဘေးပပက်လေမှသာဝဲအုံနေသလိုမျိုးဒီကောက်ကြောင်ပုံကိုကြည့်ရ သလားမမြင်ရသောတစုံတရာကဘာများဖြစ်နေမလဲမြင်နေကြပွဲစီမျိုးလည်းမဟုတ်အမဲရောင်ခတ်တုတ်တုတ်ကြီးကြီးရတာပင်ကူပေါ့ဆောက်လေးတွေနဲ့ပင်တူနေသေးသည်အနဲ့ရောင်ပင်ကူတွေအများကြီးအုံနေသလိုမျိုးပေါ့ဒုဇာမေကအခေါင်းလေတဲ့တဲ့မှပင်ချက်ကိုသိချောင်းကြည့်သည်ဟော ဟောဒီမှာတွေ့ပြီဟုတ်ပါသည်အကောင့်လေတွင်စားကြောင်းလေးတွေအထင်သာရှိနေသည်သူမလက်ကဘရဘိုက်ကိုဖြန့်ကြည့်သည်ပြီးတော့အားရဝမ်းသာလိုနေသောစားကြောင်းများကိုကူးယူလေတော့သည်နောင်ချိုကပခုံးတွန်းလိုက်သည်ဒီတစ်ခါတော့အစင်ချောပေသာပဲဂျိုးကြမီကူးနေသည်ကိုခဏဆောင့်ကြည့်ပြီးမှအနာကထရက်ကခွာလာခဲ့သည်ဆွေထဲမှာတော့တပြင်းရင်မချနိုင်သည်ဒီကိစ္စရဲ့ကြီးကိုလောရသည်မှာအချိန်မီထမောက်လာနိုင်မှန်းရခင်တွေ့ကြုံများရသိထားပြီးမဟုတ်လားရှေ့စင်မီအောင်ဖြင့်အပြင်ဘက် တွင်လင်းချင်းနေတော်လဲပြင်ပတွင်မိုးအုံးကမှောင်မှတ်၍နေသည်သူဖားရဆိုင်ကြီးအင်္ဂလိပ်တွင်သူတို့ရောက်ရှိနေကြခြင်းဖြစ်သည်ဟိုထူးဆန်းသောအခေါင်းလေးကိုကြည့်ပြစေဆိုတော့သူဖားရဆိုင်ကြီးကရှော့ရှော့ကြည့်ကြည့်ပြီးခွင့်ပြုသည်ဖေလီကာလီမမေသူတို့လှုပ်ရှားရှိသည်ဟုပင်သူတို့ကိုအင်္ဂလိပ်ထဲမှထားခဲ့တာတင်းကျိုင်းဘက်ကိုထွက်သွားလီတော်သည်ဒီအင်ကတင်းကျိုင်းနဲ့မလန်းမကန်းမှတည်းရှိနေတာမဟုတ်လားအပြင်ဘက်ကိုရောက်လာသောအခါနောင်ချိုကဟိုဒီဒီငေးမိပြီးတင်းကျိုင်းဘက်ကိုငေးမိလေသာဖြစ်နေသည်ဝိုးဆက်ပေါင်လေးတွေကတင်းကျိုင်းအုပ် ကူပေါ်တဖြောင်းဖြောင်းကြက်လျက်အုတ်ကူတွေရဲ့အောင်မှာလဲလောင်နေကြပြီဖြစ်သူတွေကိုငင်းညမ်းစွာနေကြပြီဟုပြောရတာပဲအခုလိုရာသီဥတုစုကြီးမှာ၆ပိတတာလောက်ဂူလေးမှာနေရတာကငင်းညက်နဲ့ခေါ်နိုင်မှမလားဘာလို့ကောလဲလောင်သွားပြီအိတ်ပေါ်သွားပြီဆိုတဲ့သဘောနဲ့ပြီးဆုံးချင်းကိုပင်စားသုံးလုံးကြတာပါလေလဲလောင်နေရင်ပြန်ထလာလို့ရတာပဲအိတ်ပေါ်နေရောဘယ်ခါပြန်နိုးလာမှာလဲတောင်ပြီးမြောက်တွင်းနဲ့ရှောက်တွင်းကြောက်လန့်စရာစိတ်ကူးများနဲ့ဝန်းကျက်လာသည်မို့ပင်ညာဘက်ကိုအကြည့် ီလွဲလိုက်ရသည်တခြားတစ်ပတ်တွင်တော့အုံမန်းနေသော အမောင်တို့သာရှိလေသည် အမောင်ကိုသူစိတ်စိတ်မကြည်ရသည်မှာကြာပြီပိုတခါဟိုအင်ကြီးထဲမှာတကယ်ကအမောင်မဲမဲနဲ့သူ့ပခုံးပေါ်အေးစပ်ပြောနေသောလက်ကြီးတစ်ဖက်လာတင်ခံရပြီကအပြင်ဘက်မှာဘာကူမှစက်မကြည့်လို့တော့ဒီမို့အထဲကိုပြန်ဝင်ဖို့ပြင်လိုက်သည်ထိုးချင်းတွင်ဘာရမဟုတ်ညလုံးကြီးကတနေရာစီရောက်သွားရလေသည်ရေခနဲ့တဆုံတရာဖြတ်တန်းသွားသည်ကိုတွေးလိုက်ရသလိုပါပဲဖះဖះချက်ချင်းဇောချွေးတွေပြန်သွားရ၏ အုတ်ကူနောက်ဖက်မှတွေးလိုက်ရခြင်းပါ။ဘာများဖြစ်သွားတာပါလဲ။ဒါမှမဟုတ်အမြင်ပဲမှားတာလား။အခုလိုမိုးရွာနေတော့မှအုတ်ကူရဲ့ဘက်ကဘသူများလျှောက်သွားနေတာလဲ။ဘာပဲဖြစ်ဖြစ်ကျိုးစာမီကိစ္စပြီးရင်ဒီနေရာမှာမြင်မြန်ထွက်မှဖြစ်မည်။လို့မို့ဆိုအရင်တစ်ခေါက်ကလိုကြောက်စရာအတွေ့အကြုံတွေကြုံလာမှစိုးပါသည်။ခတ်တော့တော့ဖြင့်အထဲကိုပြန်ဝင်၏။ကျိုးစာမီရှိရာသို့မြင်လိုက်ရသောအခါ ိုးကြမင်းမှာအခုံနဲ့ခေါင်းဆိုင်ကြနေပြီတယောက်ယောက်ကလှမ်းဆွဲထားသလိုကိုင်းညွတ်ကွေးကြခြင်းဖြစ်ပြီးအတင်းယုံထနေသလိုလှုပ်ရှားဟန်ကိုလည်းမြင်လိုက်သည်အခုံထဲမှာတစုံတရာကလည်းအားကောင်းစွာအတင်းဆွဲနေပုံမျိုးတေချာအောင်တစ်ခါထက်ကြည့်သည်ဒီတစ်ခါတော့ညဝါထင်ထင်မြင်ရခြင်းဖြစ်၏ဘလို့မှမျက်စိမမနိုင်ဟာကနေအတန်ပြသွားမတဲ့အော်ကအတင်းပြသွားလိုက်လေစီ ချိုးချမီမှာရုံကန်ထမလာနိုင်ပဲရှိနေစေအလွန်လင်းမြန်သောအဟုန်ဖြင့်အနာသူရောက်သွားခဲ့လေသည်သူရည်ရည်စီကတော့ကျွဲကူထူပွေးပေးဖို့ပါသို့သောအခေါင်ဒီရောက်ခံဒီမှာပဲခလုတ်တိုက်လေသလားအချိန်မဲလွန်သွားတာလားမသိဟုံးကနေချီကျော်ကလဲကြပါလေတော့သည်သူလဲကြတာကအခေါင်ရှိရာစီတက်တဲ့ငကူအခေါင်ကိုဖွင့်လစ်စင်ကအခေါင်ဖုံးပြင်ကိုထုံနာမှာပင်ထောင်ထားခဲ့ဖြစ်သည်အခုသူလဲကြသွားတော့ထုံပြင်ချက်မှာလှုံရှားမှုအချိန်ဖြင့်ပြုတ်ကျလာလေသည်သူကလည်းအခေါင်တက်တဲ့ပြုတ် ကြပြင်းချက်ကလည်းနောက်ကလိုက်ကြသလိုဖြစ်သွားသည်ဘုံကနေအတန်တစ်ခုပြီးတွင်နောက်ချိုးမှာအခေါင်းနဲ့ပြုတ်ကျဝင်ရောက်သွားပြီးအခေါင်းဖုံးပြင်းချက်ကလည်းကွတိပိတ်မိလေတော့သည်ဟာကနေအော်ဇန်ကြီးတစ်ခုကိုသူ့နောက်ဆုံးချလိုက်ရ၏သူပဲအော်မိလေသလားအစုံတယောက်ဤမွတ်သိစာလောင်နေသောအတန်ကြီးပဲလားသူအသေးချာသိလိုက်သည်ကတော့တစ်ခုပဲရှိသည်ဇက်တက်ရောက်လာသောပိန်ပိတ်လေသောအမောင်နောက်ပိုင်းတွင်သူတို့ပြန်တွေးကြည့်ရသလောက်တော့အခေါင်းနဲ့ပြုတ်ကျသွားသည်နှင့်နောက်ချိုးမေ့သွားလိုက်သည်မှာ အတင်ကားလေးများကဖြစ်သည်ထိုတော်တွင်ကျူးစာမေကပူပန်ထိတ်လန့်စွာအော်ဟစ်နေသည်တဲ့သို့သောနောင်ချူကြားရခဲ့သည့်များကတော့စာလောင်မိုးသိမ့်နေသောဝမ်းကောင်းတံဖြင့်အော်တန်နေကြီးပါပဲအခေါင်းမြင်လေးတစ်ခုသာချားနေသောနေရာတွင်ထိုကဲ့သို့အတံကိုမှားရင်းစာကြားရတတ်ပါသလားသူမသိပါမေမျိုးသလိုတတင်ကားလေးဖြစ်သွားသည်မို့ကြားမိကြားရကြားရခြင်းလည်းဖြစ်ပါလိမ့်မည်ထိုခဏလောက်လေးတွင်မှာပဲအာယုံခံစားမှုများစွာတစ်ဖြက်ဖြက်ပြောင်းလဲတွေ့ကြုံနေခဲ့လေပြန်လဲပြောပြခြင်းကမဆန်းသာ အလွန်မင်းသွေးပြက်ပွဲအဖြစ်များဟုသာမောင်ချိုမှတ်ရလေတော့သည်ထို့နောက်သူဘရဆက်ကြီးပြန်လာသည်နှင့်ကြုံ၍အခေါင်းဖုံးကိုကူဖွင့်ပေးမှမောင်ချိုထို့နေရထို့အာယုံခံစားမှုမှလွတ်မြောက်လေတော့သည်ဒူးကြမင်းမှအခေါင်းဖုံးပွင့်လာလာခြင်းမောင်ချိုအားတွေးလိုက်ရသောအခါလက်အော်မိခဲ့လေသည်အထင်ခဏလေးသာအခေါင်းနှင့်မောင်ချိုကြားသွားခဲ့ခြင်းဖြစ်တော်လေမျက်နာတစ်ခုလုံးဖြူလျော်သွေးစုပ်ကလူတွေတယောက်အားမြင်လိုက်ရသည့်ပမာဖြစ်နေသောကြောင့်ပင်ဖြစ်သည်အဲ့ဒီရောကအိမ်ငယ်กว่าတာဟဲ့အခေါင်းမှကြီးလို့မဖြစ် ဘူးအခုမှထူးထူးဆန်းဆန်းဖြစ်တာလိုက်ကြနေရလေအဝေးကကြီးရဲ့တနုမီရာဘောနင်းခေါင်းနဲ့ကြလာတော့ငါမဆစ်ဘူးလေတာတောင်ချူကဘာမှပြန်မပြောပါမျက်လုံးအကြောင်သားတိုင်းရှိနေစေအခေါင်းနဲ့ကြာသွားပြီးခဲ့ရပင် သူ့မှာစိတ်နဲ့လူနဲ့မကတ်တလို့ဖြစ်နေရလေသည်ဟဲ့နင်းကလည်းစကားလေးပဲပြန်ပြောပါဦးနင်းခေါင်းနဲ့ကြာသွားတဲ့ခဏတွင်ဘလူးမြဖြစ်သွားရလေဟင်မင်းလွင်မကမေးလီမတောင်ချူကစကားတစ်ခွန်းသာပြန်ပြောလေသည်ပိုရပိုက်ပြလိုက်တဲ့အဖာပြောတာမှတ်မိသည်လားလော ကရဲ့လိုအပ်ချက်ကိုစဖော်ထုတ်တဲ့သူဟာကိုကျူးတွက်သွင်းရင်အနေရရှိတယ်ဆိုတာလေတောက်เสียကောင်းတဲ့အရန်ကြောက်เสียကောင်းတဲ့အရာတွေနဲ့ကြုံရတော့မယ်ရှောင်လွဲလို့မရနိုင်ဘူးလာတော့မယ်မကြခင်လာတော့မယ်ဘယ်ပိုင်းမှာပါတဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲဆိုတာအားလုံးသိကျင်ကြလိမ့်မယ်လို့ထင်ပါတယ်သတ္တုဒ္ဓပရဘိုက်ပါ20အခုဖော်ပြမယ့်20ကတော့ ။ဥစားရှင်ရဲ့နှခမ်းပုံရှာဖွေဖြစ်စဖို့ပဲဖြစ်ပါတယ်။ဒီအတွက်တစ်ချက်ကိုကဘာယာဒီပွားလဲဆိုတာရဲ့နှစ်ချက်ကိုရဲ့မွေးလာနဲ့မွေးရက်ကိုသိရပါမယ်။ဒီလိုကိုရာဒီပွားအလိုက်သက်ဆိုင်ရာကဏ္ဍအပေါင်းမွေးရက်အပေါင်းမွေးလာအပေါင်းအားလုံးကိုပေါင်းပြီးကိုနဲ့စာအကျွန်းကိုယူရမှာဖြစ်ပါတယ်။ဥပမာကိုကကံရာဒီဘဖြစ်ပြီးစက်တင်ဘာ20ရက်နေ့မှာမွေးတဲ့သူဆိုပါတော့ သူရာဒီဘကနန်းက29ဖြစ်ပါတယ်စက်တင်ဘာလဖြစ်လို့6လပိုင်း20ရက်က20ကိုယူတယ်ဒါကြောင့်29ပေါင်း20ပေါင်း6ပေါင်းညီများချင်း58ရတယ်အဲ့ဒီ58ကို6နဲ့ပြန်စားတော့၄ကျွန်းတယ်အဲ့ဒီကျွန်းလေးနဲ့ရှေ့ပြည်တို့မှာလုံးကလို့ကိုယ့်ရဲ့အကျွန်းနံပါတ်လိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။ဒီလိုပုံစံဖော်ထုတ်ခြင်းကိုတော့ ကျွန်တော်ဗီဒီယိုအပိုင်းလေးမှာတွားကြည့်နိုင်ပါတယ်။ဦးကောင်းမိုးစံဖော်ထုတ်ခြင်းကိုတော့ကျွန်တော်ရဲ့ဗီဒီယိုအပိုင်းကမှာတွားကြည့်နိုင်ပါတယ်။နှာခေါင်းမိုးစံဖော်ထုတ်ခြင်းကိုတော့ကျွန်တော်ရဲ့ဗီဒီယိုအပိုင်း6မှာတွားကြည့်နိုင်ပါတယ်။ဗီဒီယိုသုံးခုလုံးကတွေ့နည်းတွေကိုတွေ့ပြီးအခုလိုပုံလေးရလာပြီဆိုရင်ကိုယ့်ရဲ့အကျွမ်းနံပါတ်နဲ့သက်ဆိုင်တဲ့ပုံလေးရေးချယ်ပြီးထည့်ယူပါပဲ။ကဲအားလုံးပဲကိုယ့်ရဲ့ဖူးစာရှင်ရဲ့ရုပ်ပုံတော့ကို ေါ်ထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အခုဒီဗီဒီယိုကြည့်နေရတဲ့ရောဒီနီလန်းတွေကိုတွေ့ကြည့်ပြီးပြီလားဦးရဲ့ဖူးသားရှင်ရဲ့ရုပ်ပေါ်လာခါရောဘလိုပုံလေးဖြစ်လာပြီလဲဒါမှမဟုတ်ဒီစမပရိုဗိုက်ကိုပဲစောင့်မြော်နေတာလားဆိုတာကွန်မန်မှာရေးသားခဲ့လို့ရပါတယ်။ဒီစမပရိုဗိုက်ကိုတော့နောက်ပြီးတော့ပိုင်းရှင်မှာပြောပြပေးသွားမှာ ဖြစ်ပါတယ်။အခုလို့စိတ်ဝင်စားချက်ကောင်းတဲ့ဗီဒီယိုတွေကိုအစမပြတ်တင်သွားပြီးမှမို့ channel လေးကို subscribe လုပ်ရသေးရင်လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ်။နောက်ထပ်ဗီဒီယိုအပိုင်းခွန်မှာပြန်တွေ့ကြမယ်။